ကျွန်တော်အနေနဲ့ဥခင်ညုံကိုကိုခင်ညုံလိုခလိုက်တာဟာကျွန်တော်တက်မတော်မှာအမှုတန်းစဉ်ကတီကျွမ်းခဲ့ဘူးတဲ့သူ့ကိုအဲ့ဒီတုန်းကကျွန်တော်နဲ့သူ့ကြားဆက်ဆံရေးမှာခေါ်ခဲ့ဘူးတဲ့အတိုင်းခေါ်လိုက်တာပါပဲသူဟာဝင်းကြီးကျုံဟောင်းတယောက်ဖြစ်တဲ့အပြင်တက်မတော်မှာလည်းဝကျုံကြီးအဆင့်အထိရောက်ခဲ့သူဖြစ်လို့အဲ့ဒီအခေါ်လေးကိုမတုံ့ဆဲပဲမူလလက်ဟောင်းခေါ်တဲ့ပုံစံအတိုင်းပဲခေါ်လိုက်ပါတယ်ကျွန်တော်တက်မတော်က1989ခုနှစ်မှာနှုတ်ထွက်ခဲ့ရချိန်မှာသူဟာဘုံဘူးအဆင့်ရောက်နေခဲ့ပါပြီ။ သူနဲ့ကျွန်တော်ပထမအဆုံးတွေ့ဆုံခဲ့တာက1965ခုနှစ်နှစ်ဦးပိုင်းမှာဖြစ်ပါတယ်။နေရာကတော့မအူပင်မြို့အစုံမှာရှိတဲ့ပန်တဘိုးဆိုတဲ့ရွာနားမှာရှိတဲ့ကျွန်တော်မိခင်တရင်တနက9ရိတ်တာမှာပါ။ကျွန်တော်တို့တရင်တရင်လုံးရှမ်းပြည်နယ်အရှိမြောက်ပိုင်းမှာစစ်စင်ရေ6လကန်တောက်ခဲ့ပြီးမှတန်ရောက်ခါစားအချိန်ဖြစ်ပါတယ်။မကြာမီမှာဘကိုးကျုံမဘက်ကိုစစ်စင်ရေဝင်ရောက်ဖို့တက်ခွဲလိုက်ပြန်လဲစူးစီးပြီးမုံမှန်တန်းတန်းတွေပြုတ်လုပ်နေတဲ့အချိန်မှာပါ။ကိုခင်ညုံဟာအဲ့ဒီတုန်းကဘိုးအစင်လား ဘူကြီးစင်လားဆိုတာတော့မှတ်မိတော့ပါဘူးကျွန်တော်ကတော့ဒူပူကနေဘူအဆင့်ရောက်ခါစားအချိန်ဖြစ်ပါတယ်ပန္တပုတ်တရင်ကိုသူရောက်လာတာကသူ့ဆရာဘူမူကြီးတင်ဆွေနဲ့အတူဖြစ်ပါတယ်ဘူမူကြီးတင်ဆွေကအဲ့ဒီချိန်မှာအနောက်တောင်တိုင်းစတနာကျောက်နီးပြူဝမှုအဆင့်မို့ကျွန်တော်တို့တက်ကိုတာဝန်ရလာရောက်စစ်ဆေးပြီးလိုအပ်တာတွေအကြံပေးခြင်းဖြည့်ဆည်းပေးခြင်းများလုပ်ဖို့ဖြစ်ပါတယ်အဲ့ဒီချိန်မှာကျွန်တော်တို့တရင်ကဘုံမှုတုတ်ထင်းဖြစ်ပါတယ်သူဟာ ဂျပန်ကစစ်တပ်ကတော့ကျောင်းဆင်းတယောက်ဖြစ်ပါတယ်။ကျောင်းဆင်းတာနဲ့ဂျပန်နိုင်ငံကိုစစ်ပညာဆက်လက်သင်ကြားဖို့အရွေးချယ်ခံရပြီးဂျပန်နိုင်ငံကိုရောက်ခိုက်မြန်မာနိုင်ငံမှာလည်းဗိုလ်ချုပ်အောင်ဆန်းကောင်းဆောင်တဲ့ဗမာတက်မတော်ကဂျပန်ကိုတော်လှန်ရေးဆင်နွှဲခဲ့တဲ့အတွက်ဗိုလ်မှူးတိုးထိန်တဲ့တကွာတော့ဂျပန်ရောက်မြန်မာတက်မတော်အရာရှိအားလုံးကိုဂျပန်ကတနေရာမှာထိမ့်သိမ့်ပြီးအကျယ်ကျုပ်ချခံခဲ့ရပါတယ်။ဗိုလ်မှူးတိုးထိန်တဲ့ဗိုလ်မှူးကြီးတွေ့စီတို့ဟာအဲ့ဒီတုန်းကလေးကရဲဘော်ရဲဘက်တွေပါ။ ဗိုလ်မှူးကြီးတင့်ဆေကကျွန်တော်တို့တရင်ကအရာရှိတွေကိုစစ်ပတ်ဆိုင်ရဥယျာထောက်ကိစ္စဝဝတွေကိုပြောတင်တာပြောဆွေးနွေးတင်တာဆွေးနွေးနေတဲ့အချိန်မှာကိုခင်ညွန့်ကိုဗိုလ်မှူးကြီးတင့်ဆေရဲ့နောက်ကပါလာတဲ့အတွက်တတိပြုမိခဲ့ပါတယ်။လားတူပဲကျွန်တော်ကလည်းတနကငါအရာရှိတွေထဲမှာအငယ်ဆုံးဖြစ်လို့သူကျွန်တော်ကိုတတိထားမိခဲ့ဟန်တူပါတယ်။အဲ့ဒီတော့ကသူဟာဗိုလ်မှူးကြီးတင့်ဆေရဲ့ PSO ဖြစ်လိုက်ပါလာခြင်းဖြစ်ပါတယ်။နောက်ပိုင်းမှာတည်လာရတာကသူဟာဥပစာတန်းအောင်ပြီး Odys Abbasin 26ကကျောင်းဆင်းခဲ့တဲ့ရရှိတယောက်ဖြစ်တယ်လို့သိရပါတယ်။အဲဒီခေတ်ကတက်မတော်ရဲ့စီးငင်းလောက်တော့လုံးနီညာရဥပစာဒုတိယနှစ်အောင်တဲ့ပုံကိုယ်တိုင် Odys ကို၆ခွင့်ရှိပါတယ်။နိုင်ရှင်ရရင် DSC အပတ်စဉ်သုံးတဲ့မတိမ်မင်းမှုအထိုက်လျောက်စီးငင်းကြတယ်လို့သတ်မှတ်နိုင်ပါတယ်။ကျွန်တော်ဟာတရင်ငါးနဲ့အတူဘကိုးရုပ်မှဆစင်ရေးမှပါဝင်ဆွေးနွေးပြီးတဲ့နော်။တရင်နဲ့အတူရန်ကုန်ကိုတောင်းရွှေရောက်ရှိခဲ့ပါတယ်။ရန်ကုန်မှာထိုစဉ်က ော်လိုင်းရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေဝင်းရဲ့လုံခြုံရေးအပြင်ကကကျင့်အစီအစဉ်ရနိုင်ငံခြားပဒတင်တက်တူမှာရုရှားပဒါကိုအချိန်ပြည့်တက်ခဲ့ရပါတယ်1969ခုနှစ်မှာစစ်ရုံးကိုပြောင်းရွှေ့ရောက်ရှိလာတဲ့အခါကျွန်တော်ဟာကကကြီးကအရာရှိမှုကိုခင်ညွန့်နဲ့ပြန်လည်ဆုံစည်းရပြန်ပါတယ်သူကအဲ့ဒီအချိန်မှာလဲဗိုလ်မှူးကြီးတင့်ဆွေရဲ့ PSO ဖြစ်နေစေပါဒါပေမဲ့ဗိုလ်မှူးကြီးတင့်ဆွေကအရှိတောင်တိုင်းစစ်တနာကျောက်တိုင်းမှုဖြစ်နေပါပြီဌာနချုပ်ကမလန်နိုင်ပါပါ ပုံမူကြီးတင်ဆရာနတ်တခတ်ကနေပြီးဗမာတက်မတော်ရဲ့ပထမအဦးဆုံးတက်မဖြစ်တဲ့တက်မခွန်ကွန်ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။တက်မမူဖြစ်စစ်စင်ရေးတွေကိုအောင်မြင်စွာအကောင့်ထဲပုံနိုင်ခဲ့ပါတယ်။ကျွန်တော်နဲ့ကိုခင်ညွန့်တို့စစ်ရုံးမှာတစ်ခါပြန်ဆောင်ကြတော့သူကလည်းပုံမူကြီးတင်ဆရဲ့ PSO ဖြစ်နေစေပါ။သူ့ဆရာကတက်မမူဘဝကနေပြီးအရှိတောင်တိုင်းစတနာကျုံမှာတိုင်မှုဖြစ်နေခဲ့ပါပြီ။အဲ့ဒီတော့ကစစ်ရုံးမှာလေးရတကအစီဝေးရှိပါတယ်။ တိုင်မှုများနဲ့တက်မှတ်မှုများဆုံဆုံညီညီတက်ရတဲ့လေးလဘက်အစီဝေးဖြစ်ပါတယ်။ဆရာသမားများအစီဝေးရှိတိုင်းရန်ကုန်ကိုလိုက်ပါလာရတော့ကျွန်တော်နဲ့ကိုခင်ညွန့်တွေ့ရပိုင်ညလာပါတယ်။ကျွန်တော်ကလည်းသူ့ကိုကိုခင်ညွန့်လို့ခေါ်ပြီးသူကလည်းကျွန်တော်ကိုကိုဝင်းထွေလို့ခေါ်ခဲ့ပါတယ်။ရန်ကုန်မှာတိုင်မှုများနဲ့တက်မှတ်မှုများအစီဝေးလောက်တိုင်းသူတို့ရဲ့ PSO တွေပါလာလေးရှိတော့ကိုခင်ညွန့်က PSO ဝါကျင်တယောက်ဖြစ်နေပြီးမို့အဲ့ဒီ PSO အလုံးရဲ့ကောင်းတဲ့ကြီးတယောက်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မို့1996ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ဗိုလ်ကြီးအုံကြောင်ရဲ့အရေးခင်းမှာပါခဲ့တဲ့ဗိုလ်အုံကြောင်ရဲ့ဗိုလ်ဝင်သိန်းဗိုလ်ဆန်ကြီးဗိုလ်ပတ်ချက်တို့နဲ့လည်းခင်မင်းရင်းနှီးတဲ့သူတယောက်ဖြစ်လာခဲ့ပါလေသူရဲ့ရုပ်တွင်ဟာဖြူဖြူနွဲ့နွဲ့မို့လူကျော်တယောက်လို့ပြောနိုင်ပါလေအရင်မတော့မိမမရှုပ်စတဲ့အရေးချင်းတွေကြောင့်သူ့ကိုလူချစ်သူခင်ညာခဲ့ပါလေသူ့ဆရာဗိုလ်မကြီးတင့်ဆရာလက်ရုံးရည်နဲ့နှလုံးရည်ပြည့်ဝတဲ့ပုံကူတယောက်မှသူနဲ့နှစ်ကာလကြာရှည်စွာပူးတွဲနေခဲ့ရတဲ့ကိုခင်ညွန့်ဟာရုံးလုပ်ငန်းတွေကိုလည်းကြောင်းညင်တဲ့သူတယောက်ဖြစ်လာပါလေ မကြမီဗိုလ်မှူးအဆင့်ထုတ်မြင့်ခင်ရပြီးပြည်ဆိုရတို့ကိုဗိုလ်ကြီးကြည်ဝင်းကိုလွှတ်ပေးခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာသူဟာရခိုင်ပြည်နယ်မှာရှိတဲ့ခလာရ20တရင်မှုအဖြစ်ကြောက်ရှိခဲ့ပါတယ်။အဲဒီကောင်မတစ်ဆက်ဘျူဟာမှုဗိုလ်မှူးကြီးအဖြစ်ရတို့ထုတ်မြင့်ခင်ရခြင်းခံခဲ့ရပါတယ်။ဘျူဟာမှုအဖြစ်တာဝန်ထမ်းဆောင်နေချိန်မှာကိုခင်ညွန့်ရဲ့ဘဝကန်တာကိုချိုးကွေ့ပြောင်းလဲစေမဲ့ဖြစ်ရတခုဖြစ်ပေါ်ခဲ့ပါတယ်။အဲဒါကတော့1983ခုနှစ်မှာဖြစ်ခဲ့တဲ့အာဇာနီကုန်းဘုံပေါက်ကွဲမှု ဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတချွန်တူမြန်မာနိုင်ငံကိုလာရောက်တဲ့ပတ်စဉ်ကမြောက်ကိုရီးယားလှုပ်ရဲအဖွဲ့ရဲ့လောက်ကြံမှုကြောင့်သမ္မတနဲ့အတူပါလာတဲ့ဝန်ကြီးအချို့နဲ့အစ်စ်ညင်အရာရှိအချို့တို့တိတ်ဆုံးထိုင်ရန်ရခဲ့ပါတယ်။ဘုံပေါက်ကွဲမှုဟာသမ္မတချွန်တူမလာခင်မိနစ်ပိုင်းလုံးမှာပေါက်ကွဲခဲ့လို့သူကတော့အသက်ဘေးကလွတ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာဦးနေဝင်းဟာဘူလာသမ္မတရာထူးကိုသူ့ရဲ့လက်ထောက်ဗထူကြီးဆန်းယူကိုလွှဲပေးထားပြီးသူကိုယ်တိုင်ကပါတီဥက္ကဋ္ဌဖြစ်တာဝန်ယူနေခြင်းဖြစ်ပါတယ်။ ုင်ငံခြားဧည့်သည်တွေလာရောက်ချိန်မှာဘုံပေါက်ကွယ်လုပ်ကြံခံရတဲ့အထိဖြစ်လာတော့ကမ္ဘာအလယ်မှာနိုင်ငံအနေနဲ့တိုက်ခါကြစရာဖြစ်ခဲ့ပါတယ်။ဒါကြောင့်ထောက်လန်ရေးတစ်ဖွဲ့လုံးကိုဖယ်ရှားပြီးထောက်လန်ရေးညွှန်ကြားမှုတည်ရွေးဖို့ဦးနေဝင်းကဆုံးဖြတ်ခဲ့ပါတယ်။ထိုစဉ်ကထောက်လန်ရေးညွှန်ကြားရေးမှုဟာဘုံမူကြီးအောင်ကို DSC အပစင်တစ်ဖြစ်ပါတယ်။သူကိုယ်တိုင်ကလည်းထောက်လန်ရေးညွှန်ကြားမှုဖြစ်တာတနည်းမပြည့်သေးပါဘူး။ဒါကြောင့်မို့လို့ထောက်လန်ရေးညွှန်ကြားရေးမှုရွေးတဲ့အခါအယက်မတော့ခေါင်းမြိတ်တဲ့သူတယောက်ရအောင်ရှာဆိုပြီး ကာခွေဦးစီးကျော်ဗျိုကြီးကျော်ထင်းကိုဦးနေဝင်းကညွှန်ကြားခဲ့ပါတယ်။မကြောက်လဲဆိုတော့ဘုံကွဲတဲ့နေမှာအကျိုးအကြောင်းမေးဖို့ဦးနေဝင်းကခေါ်တဲ့အခါကိုအောင်ကိုကသူ့ရဲ့လက်ထောက်ဒုညုံမှုကိုရဲဆွေဒီရဲ့စီအပတ်စဉ်သုံးနဲ့အတူခေါက်ကြိုက်နေခဲ့ပါတယ်။ဦးနေဝင်းကိုတွားတဲ့င်းဖို့တော့ကိုအောင်ကိုကခေါက်ကွင်းအဝယ်စားနေမှာပါ။ဒီလိုနဲ့ကိုခင်ညွန့်ဟာထောက်လိုင်းရေးညွှန်ကြားမှုအဖြစ်1984ခုနှစ်မှာ စတင်တာဝန်ပေးခြင်းခံရပါတယ်။ကိုအောင်ကိုကတော့ မေရိကန်နိုင်ငံစစ်တပ်အဖြစ်ကြောက်ရွှေ့တာဝန်ပေးခဲ့ပါတယ်။ကိုခင်ညော့ထောင်လိုင်းညချရင်မှုဖြစ်မိနဲ့ဖြစ်ပြီးချိန်တွေမှာထောင်လိုင်းကြီးကအရာရှိများစုကိုဖယ်ရှားပြီးတင့်လျော်တဲ့အရာရှိတွေနဲ့အစားထိုးချိန်ဖြစ်ပါတယ်။ဒါကြောင့်ကိုခင်ညော့ဟာသူ့လက်ထက်ကျမှရောက်လာတဲ့အရာရှိတွေကိုသူ့လိုသူလိုပုံသွင်းနိုင်ခဲ့တယ်လို့ပြောနိုင်ပါတယ်။ကိုခင်ညော့စစ်ထောင်လိုင်းရင်မှုဖြစ်လာလို့လေးနဲ့ကျမရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီရေးတော်ပုံဟာ1988ခုနှစ်ဩဂတ်စ်လနဲ့စတေမာလာပထမပိုင်း ကြီးမားတဲ့အချိန်ုံနဲ့ပြစ်ပေါ်လာပြီစတေမာလာ၁၈ရက်နေ့မှာတက်မတော်ကအာနာသိမ်းခဲ့ပါတယ်အာနာသိမ်းတဲ့နေ့တစ်ပိုင်းနဲ့1994ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလုံးဝပြဋ္ဌာန်းလိုက်ပြီးအစိုးရတစ်ဖွဲ့လုံးကိုလည်းအတိအမှန်ပြုတော့ပဲနိုင်ငံတော်ငွေပြပြမှုတိစောက်ရေးအဖွဲ့နောက်ဝတ္တနဲ့အစားထိုးဖွဲ့စည်းခဲ့ပါတယ်ဥက္ကဋ္ဌကတော့ဗကြုတ်ကြီးစောမောင်တာဝန်ယူပြီးအတွင်းမှုတစ်ဖြစ်ကိုခင်ညွန့်ကိုတာဝန်ပေးရခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးကိုခင်ညွန့်ရဲ့ကန်စတာဟာ နိုင်ငံတော်အစိတ်ဖြစ်လာခဲ့ပြီးဩဇာအာဏာဟာလည်းတချိန်ထိုးကြီးထွားလာခဲ့ပါတယ်1992ခုနှစ်မှာတော့ဗိုလ်ချုပ်မှုကြီးစောမောင်ကိုယာဒူးကဖယ်ရှားပြီးဗိုလ်ချုပ်မှုကြီးတန်းရွှေနဲ့အစားထိုးတာဝန်ယူရတဲ့ဖြစ်စဉ်မှာကိုခင်ညွန့်ဟာအရေးပါတဲ့ကဏ္ဍမှာပါဝင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာတိုင်းပြည်အုပ်ချုပ်တဲ့အစိုးရအဖွဲ့တစ်ခုလုံးကိုကိုခင်ညွန့်ကသူ့လက်သူ့ခြေဖြစ်နဲ့အသုံးချနိုင်ခဲ့ပါတယ်နိုင်ငံတော်ရဲ့ပရိုတိုကောအရသူဟာနိုင်ငံတော်အဆင့်နံပါတ်3ဖြစ်လာခဲ့ပါပြီ။ ောက်ဆုံးတော့သူဟာတက်မတော်ရဲ့အကြီးဆုံးရာထူးလို့ခေါ်ရမယ်ဗိုလ်ချုပ်ကြီးအဆင့်အပြင်ဝန်ကြီးချုပ်ရာထူးကိုပါတာဝန်ယူခဲ့ရပါတယ်သူ့ရဲ့အနေထားတွေတိုးတက်လာတာနဲ့အမြသူ့ရဲ့တပည့်တပန်းတွေကလည်းနေပယ်အသီးသီးမှာဩဇာညောင်းမဲ့နေရာမှန်သမျှတာဝန်ယူနေကြပါပြီကိုခင်ညော့နဝတအတွင်းမှုတိဖြစ်စဉ်တော့ကဒေါခင်ကြီးဇာပနာဖြစ်လို့ဗိုလ်ချုပ်ကြီးဆုံးမနိုင်တကွာနဝတရရှိကြီးများဒေါ်ဆက်စုကြီးရဲ့ခြံကိုလာကြတဲ့အတွက်ကျွန်တော်နဲ့ကိုခင်ညော့ပြန်ဆောင်ကြပါသေးတယ်အဲ့ဒီတော့ကကျွန်တော်က ဒေါ်လာဘတ်ထွက်ခါစားမို့ဂရုံးနဲ့ပါသူကကျွန်တော်ဂရုံးကိုမြင်ပြီးလက်ဟန်ချနေနဲ့ဂရုံးတို့နှောက်ခဲ့သလားဆိုတဲ့အထိပ္ပယ်နဲ့နှုတ်ဆက်တဲ့အတွက်ကျွန်တော်ကလည်းခေါင်းငိန်ကြယုံပဲကြံ့နိုင်ခဲ့ပါတယ်လူသူပြေးတဲ့ထက်မှမို့သူနဲ့စကားပြောဖြစ်ခဲ့ပါဘူးအဲ့ဒီတော့နဲ့ကျွန်တော်ဟာ1989ခုနှစ်ကနေ1995ခုနှစ်ထိအင်းစိန်ထောင်မှာနေခဲ့ရပြီး1996ခုနှစ်မှာတဖန်ထောင်နှန်းဆန်ခဲ့ရပြန်ပါတယ်1998ခုနှစ်ကျတော့ကျွန်တော်ကိုမြင်းကျန်ထောင်အပုတ်ခံခဲ့ရပါတယ် ျွန်တော်ထောင်ကြတာထောက်ပြောင်းတာတွေကိုသူသိနေမှာပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ရင်ထောက်လိုင်းကြီးကဘုံမှုတန်းထွန်းကတိုက်ရိုက်ကန်တွယ်ခဲ့တဲ့အတွက်သူကကိုခင်ညွန့်ကိုကျွန်တော်အကြောင်းသတင်းပို့ခဲ့မှာတည်ကြပါတယ်။မြင်းကြံထောင်ကို1998ခုနှစ်မှာရောက်ခဲ့ပြီ။ကျွန်တော်ဖခင်ရဲ့နာယီကိစ္စပေါ်လာခဲ့ပါတယ်။2000ခုနှစ်မှာဖြစ်ပါတယ်။ဖခင်ကြီးဦးလာထွန်းဟာအသက်80ကျော်ခဲ့ပြီးလူကြီးယောဂါဖြစ်တယ်။အဲဆိုင်မှာယောဂါခံစားနေရပါပြီ။ မိထီလာမှာရောက်နေပါတယ်။ဖခင်ကြီးဆုံးတာတည်ရတာနဲ့ကျွန်တော်မိတ်ဆွေများနဲ့ညီများညီမများကြိုးပမ်းမှုကြောင့်ကျွန်တော်ဟာမြင်းကြံထောင်ကနေပြီးမိထီလာထောင်ကိုယာကြီးပြောင်းရွှေ့ပေးခဲ့ပါတယ်။မိထီလာထောင်ကမြင်းကြံထောင်တက်စားရင်သေးပါတယ်။တက်ကန်း၆ကန်းပဲရှိပါတယ်။အဲ့ဒီထဲကအခက်အခဲမှာကျွန်တော်ကိုနေရာချထားပေးပြီးဖခင်ကြီးရဲ့အတူပတ်ကိုလိုက်လံပို့ဆောင်ခွင့်ရခဲ့ပါတယ်။အဲ့ဒီလိုပို့တဲ့အခါမှာထောက်လိုင်းကြီးအဖွဲ့သားများနဲ့ထောင်မှုတယောက်တို့လိုက်ပါလာခဲ့ပါတယ်။ဖခင်ကြီးရဲ့အတူပတ်ကို ပြည်သားရကြွက်ကနေပြီးမျိုးစုံကတုတ်တန်အသက်ကိုအိုင်လန်ပို့ဆောင်ပေးခဲ့ပါတယ်အတုပပြီးတဲ့အခါကျွန်တော်ကိုမိတိလက်ထောင်ထဲပြန်ပို့ပါတယ်နောက်ထပ်နှစ်ရက်လောက်ဆက်နေရပြီးဖခင်ကြီးအတုပခုနှစ်ရက်ပြည့်ရဲလေဆုံးသွတ်လုပ်တဲ့အခါကျွန်တော်ကိုမနေ့စောစောခါပဲထုတ်ပြီးပြည်သားရချောလန်းကညီမရဲ့အိမ်ကိုပို့ပေးပါတယ်အချိန်တန်လို့တန်ဃာတော်ညာကြွက်လာတဲ့အခါတီလာယူတရားနာဆက်တဲ့ကိစ္စတွေမှာကျွန်တော်ဥဆောင်권ရခဲ့ပါတယ်ညီမရဲ့အိမ်မှာမနေ့၆နာရီကနေ မွန်တဲ့ဆက်လိုက်လောက်ထိနေခွင့်ရတဲ့အတွက်ကျွန်တော်ဟာအမျိုးများနဲ့ရောက်လာကြတဲ့မိတ်ဆွေများကိုနှုတ်ဆက်ခွင့်စကားပြောခွင့်ရခဲ့ပါတယ်အစီအစဉ်တွေအလုံးပြည့်တဲ့အခါမှာကျွန်တော်ကိုမိထီလာထောင်ပြန်ပို့ပြီးမိထီလာလေးတက်ထောင်လန်ရေးဖူတာများကကျွန်တော်ကိုမြင်းကျန်ထောင်ကိုပြန်ပို့ခဲ့ပါတယ်ကျွန်တော်နဲ့ပါလာတဲ့ထောင်ဝင်တန်းတစ်ချက်ကြီးတယောက်ရဲ့စကားအရပြောရမယ်ဆိုရင်ကျွန်တော်ထောင်ဝင်တန်းလောက်တာအနည်းငယ်ဆက်ကြောခဲ့ပါပြီအခုလိုထောင်တစ်ခုကနေတစ်ခုပြောင်းပေးပြီးအတုပပို့ခွင့်ပေးတာ တခါမှမကြုံခဲ့ဘူးဒါပထမဆုံးပါပဲတဲ့ကျွန်တော်ပထမအကြိမ်ထောင်ချတော့ကကျွန်တော်တို့အဖွဲ့ NLD ကလူကြီးတူဖြစ်တယ်ဘုံမှုပတ်တော်စာရေးဆရာမတော်ကရဲ့ဇနီးကိုလုံးတော့ကတော့ကိုတော်ကကြီးကိုထောက်လှမ်းရေးအဆောက်အအုံနဲ့အတုပ ပုတ်ကင်ပြုတ်ခဲ့တာရှိခဲ့ဘူးပါလေကျွန်တော်မြင်းညထောင်မှာနေစင်မှာပဲကိုခင်ညွန့်နဲ့တကွာတော့ထောက်လှမ်းကြီးကရာရှိရာကန်အကြက်တသားများရဲ့အစိုးလောကဒဏ်တွေကိုကြားသိခဲ့ရပါတယ်သူတို့ကို ထုံနှံတွေမကြောက်ဝင်မနာတာချခဲ့တာလဲကြားသိရလို့စိတ်မကောင်းပါဘူးကျွန်တော်ကိုယ်တိုင်လဲမြင်းကျက်ထောင်ကနေပြီးမန္တလေးထောင်ကိုပြောင်းခဲ့ရပါတယ်မန္တလေးထောင်မှာတနည်းလောက်ကြတော့ကတာထောင်ကိုကြောင်းခဲ့ရပြန်ပါတယ်ကတာထောင်မှာ၃နှစ်နေပြီးမှအပြင်ပြန်ရောက်ခဲ့ပါတယ်ကျွန်တော်အချုံအောင်လွတ်ပြေးမကြမီမှာပဲကိုခင်ညွန့်ကိုလည်းလှုပ်ပေးခဲ့ပါတယ်သူ့အိမ်ကိုပြန်ရောက်လို့လာအနေငယ်ကြတဲ့အခါသူ့အိမ်ကိုကျွန်တော်ရောက်ခဲ့ပါတယ်ကျွန်တော်ထောင်ထဲမှာရှိစဉ်အတုပပုတ်ကင်ပြတဲ့အတွက် ကျေးဇူးတင်စကားတွေ့ကြလို့ပါကဘာကြီးဖျားလန်းကနေဝင်ရတဲ့လမ်းကြလေးတစ်ခုထဲမှာပါလမ်းကြဆိုပေမဲ့သူ့အိမ်ကတော့ဟိတ်နေတယ်လို့ပြောရတော့အောင်ကြီးမားခံရပါတယ်ညီကတေကကြော်မလားပြောတတ်ပါဘူးတစ်ပင်ပန်းမင်တွေအားလုံးလန်းလန်းဆန်းဆန်းပါပဲကျွန်တော်သူ့စီသွားတော့ခြံဝကိတ်မှာလဲသူ့တပည့်တွေကရှိနေပါတယ်လူတွေဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့မရအောင်စစ်စစ်နေတယ်နဲ့တူပါတယ်သူ့ရဲ့ကန်းကိုရောက်တော့ဇေကဘာဥက္ကိရှင်နဲ့ဘုံမှုချုပ်တိဆွေတို့ကိုတွေ့ရပါတယ် ဥခင်ရှိကိုတော့ပထမအဦးဆုံးအချိန်တွေ့ဘူးတာပါ။ပကြုတ်တက်စီကတော့ကျွန်တော်ကိုမှတ်မိပါဘူး။ကျွန်တော်ကတခြားလူတွေနဲ့ဖြစ်နေတဲ့အတွက်စကားထူ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 မပြောမိခဲ့ပါဘူး။ကျွန်တော်မြင်းညက်ထောင်မှာနေတုန်းကမိဒီလာမှာကွယ်လွန်တဲ့ဖခင်ကြီးရဲ့အတုပတ်ကိုပုတ်ခွင့်ရအောင်ဆင်ပေးတဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းပြောလိုက်ပါတယ်။သူကဒီလိုပေါ့တငယ်ချင်းဟာနိုင်ငံရေးအရာအထက်ကိုဝင်ရပေမဲ့လုတ်ပေးတင်တာကိုတော့လုတ်ပေးရတာပေါ့ဆိုပြီးတုံ့ပြန်ပါတယ်။တခြားရှိရှိဝေးဝေး ပြောစရာစကားမရှိတာကတကြောင်းတခြားလူတွေရှိတာကတကြောင်းလို့ကြာစကားဖြတ်ပြီးနှုတ်ဆက်ကြံခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးသူနဲ့တခါမှမဆုံးဖြစ်ခဲ့တော့ပါဘူးဒါပေမဲ့သူ့ရဲ့မီဒီယာအင်တာဗျူးတွေကိုတော့ပုံမှန်ကြားနေရပြီးနောက်ပိုင်းမှာတော့အတန်ကြောက်သွားခဲ့ပါတယ်သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားကတော့သူငငယ်ကအတိုင်းပါပဲသပင်ဖြူတာကလွဲလို့ပေါ့ကျွန်တော်ကတော့ယောဂပေါင်းစုံကြောင့်တောက်ရတဲ့ဆေးတွေရဲ့ဘေးထွက်ဆူးကျိုးတွေကြောင့်ထင်ပါတယ်ပုံပြပန်းပြန်ပြီးပါဝါလို့နေပါပြီလေ